နာသိမ်းပြီးလင်းနစ်တာကာလအတွင်းစစ်ကောင်စီကစစ်မှန်ရေးကဏ္ဍပေါ်တိုက်ခိုက်မှုပေါင်း1600ကျော်ကျူးလွန်ခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့စစ်မှန်ရေးဝန်ကြီးဌာနကနေသိရပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေကြောင့်စေယုံစေကန်365ခုထိခိုက်ပျက်စီးရတယ်လို့စစ်မှန်ရေးဝန်ထမ်း138ဦးကိုလည်းစစ်ကောင်စီကတတ်ဖြတ်ခဲ့တယ်လို့ဆိုထားပါတယ်။တော်လိုင်းရဲဘော်တွေကိုစေကူတာပေးနေတဲ့ဆရာဝန်မျိုးသမီးတူကတော့စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့အခုလိုပြောပါရစေ။ကမ္ဘာမှာလေးချမှတ်ထားတာကဘာလို့စစ်ပွဲရင်ဖြစ်လာရင် ဟိုသူ့အုပ်စုကြီးရာသူ့ group လိုက်တော့ရှိရပါတော့ဒီပထမအုပ်စုမှာဒီကျမရေးနဲ့ပတ်သက်တဲ့နေရာတွေအဆောက်အဦတွေကျမရေးဝန်ထမ်းတွေနောက်ကျမရေးကြောင်လာရောက်ကူတာနေရဲ့လူနာရေးပေါ့နော်အဓိကအဲ့နေရာကိုရှောင်ရှားရမယ်ဆိုရင်အချက်ကအဓိကကြရပေါ့နော်အဲမှာဆိုရင်စေရုံနေနောက်တစ်ခုကလူနာတဲ့ပိုးရဲ့ entry class နေ ဘရာဟီတာရဲ့အဖူကြီးကိုလန်တီတာရေပေါ့နော်နောက်ကလေးတငယ်ကိုကိုဆောင်မိခင်နဲ့အကြီးရဲ့ဩဘတ်ဆန်းမူကြီးကိုရှောင်ရှားရမယ့်အချက်တွေလည်းပါရှိရပေါ့နော်အခုဖြစ်ပေါ်နေရဲ့နော်မြန်မာပြည်ရဲ့အခြေအနေကဒီမှာအဲ့ဆစ်ဆုံးကောင်ရှိရပေါ့နော်အဲ့လိုနေရာတွေကိုတိုက်ခတ်ထားနေတာဖြစ်တဲ့အတွက်ဟိုအဲ့ဒီအဖွဲ့ကိုအဆစ်ဆုံးကောင်စီကိုဆက်ကဆောက်ဝတ်မအပြည့်အထန်ကပ်ကပ်ပါရဲ့ရှောင်ချပါရဲ့ပေါ့နော်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလက်နက်ကိုင်တော်လှန်ရေးဟာနိုင်ငံနဲ့အားကောင်းလာပြီးစစ်တပ်ရဲ့စီရေးရှုံ့နှိမ့်မှုတွေဟာပုံမှုဆိုးရွားလာခဲ့ပါတယ်။ အဲ့ဒါကြောင့်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကိုပုံမှုအသုံးပြုခဲ့ပြီးဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ရပ်သားနဲ့ကျန်းမာရေးဝန်ထမ်းတွေသေဆုံးခဲ့ရတယ်လို့စေယုံစေရက်တွေပျက်စီးခဲ့ရပါတယ်။စီဒီအမ်ဘူကြီးစင်ရော်ကလည်းအခုကိစ္စနဲ့ပတ်သက်လို့အခုလိုမချက်ပေးပါတယ်။စစ်တပ်ရဲ့သဘောကတူကပညာရှင်တွေဆိုရင်နှိမ့်နေမကြိုက်ဘူးနော်။ဘာလဲလို့လဲဆိုတော့ကျွန်တော်တို့ဆိုလည်းမြင်ဘူးလေ။အဲကျွန်တော်တို့စစ်ကြောင်းတွေမှာစေးမှုပါတယ်ပေါ့နော်။စေးမှုစေးမှုဆိုတာဆရာဝန်ပေါ့။အခါကြတယ်စေးမှုမပါရင်စေးလက်ထောက်ပါတယ်။ အဲအဲ့မှာဆိုမနေ့တခါညနေတခါခေါ်ပြီးတော့ဘာမှမဟုတ်တဲ့ဟာသွေးပေါင်ချိန်ခိုင်းတယ်တကယ်တမ်းဆိုသွေးပေါင်ချိန်တဲ့ဟာကစိတ်တသားလောက်နဲ့လည်းရတယ်ဒါပေမဲ့စေမှုကိုယ်တိုင်းပဲခေါ်ခေါ်ပြီးတော့လောက်တာပေါ့နော်သူကပညာရှင်တွေကိုအဲတိတ်ကြည့်မရဘူးကြောက်တာပေါ့နော်ကြောက်တော့ချိုးနှိမ်ထားတာပေါ့အခုဆိုလဲဒါကျွန်တော်တို့ဒီအာနာသိမ့်ပြီး၄နိမ့်တာကာလအတွင်းမှာဆွဲတယ်ဒီဆရာဝင်နေရောပေါ့အထူးသဖြင့်ဆရာဝင်နေကိုသူတို့ကပို့ပြီးတော့မုံသွားမုံသွားဆိုတာဒီစီရီယမ်လောက်တဲ့အထက်မှာဆရာဝင်နေ ိုဗစ်ကာလမှာလုံးတယ်ပေါ့လေကိုဗစ်ကာလမှာလုံးလိုက်လို့မလို့ညာပြည်သူတွေအသက်ဆုံးရှုံးရတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့သူတို့စိတ်ထဲမှာထားတယ်တကယ်တမ်းကဆရာဝန်တွေကသူတို့ရဲ့ဒီစေယုံတွေမှာသာကုမပေးတာမကုတော့တာအလုံးမလုံးတော့တာပေါ့နော်ဒါမဲ့ဒီလူနာတွေကိုဆရာဝန်တွေကကဲတင်နေတာပဲညီမျိုးစုံနဲ့သူတို့ကဲတင်နေအဲတချို့ပုပ်ပြပြစေယုံတွေမှာလုံးတယ်လုံးတာဆိုလည်းလိုက်ရှာတယ်ဒီစေယုံတွေကိုထားပြီးတိုက်ကက်ထားပြီးတော့ဖြတ်စည်းတယ်ပေါ့နော်ပြီးတော့ ဒီအခုဆရာဝန်တွေကြီးပဲဒါရွေးပြီးတော့လောက်တာကအဲ့အထီးကသူပညာရှင်တွေကိုသူကြောက်တယ်သူပညာထက်လူတန်းစားကိုကြောက်တယ်ပေါ့နော်ဒါကြောင့်မလို့ပညာထက်တွေကိုရွေးပြီးတော့အဲရွေးချယ်ပြီးတော့ဒါတတ်ဖြတ်ခြင်းဖြစ်ပါတယ်ခင်ဗျာစစ်ကောင်စီအနေနဲ့ကျမကြီးဝန်ထမ်းတွေစေယုံစည်းကမ်းတွေနဲ့ကျမကြီးကဏ္ဍတွေအပေါ်အခုလိုပြတ်မှတ်ထားတိုက်ခိုက်နေတာဟာ Geneva Convention ကမ္ဘာကူလသမဂ္ဂလွန်ကျုံရေးကောင်စီဆုံးဖြတ်ချက်တွေလူသားချင်းစာနာထောက်ထားမှုနဲ့လူခွင့်ရေးဆိုင်ရာနိုင်ငံတကာဥပဒေတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရ NUG ကျမကြီးဝင်ကြီးဌာနအနေနဲ့ကတော့မြန်မာနိုင်ငံမှာဆက်အာဏာရှင်စနစ်အပြီးတိုင်ခြုံငင်းပြီး Federal Democracy ပြည်ထောင်စုပေါ်ထွန်းတဲ့အထိတိုင်းရင်းသားပြည်သူတရေလုံးနဲ့လက်တွဲကဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ကြေညာထားပါတယ်။